တချို့မဖြစ်ဘူးတို့ရတို့အိမ်နေဘာမှမဖြစ်ဘူးဒါပေမဲ့တကယ်ဖြစ်တဲ့လူဖက်ကိုတို့ကပို့ပြီးတော့တိုးခွေ့ပြီးယူတာတိုင်းပေါ်မှာတွေ့မှာပဲဗျာဟိုတချို့ရိုက်ပွဲတွေဘာတော့ဖြစ်တယ်ဆိုတော့တအားရှက်ဖို့လဲကောင်းမလောက်ကြပါနဲ့လူတွေကဒီအချိန်မှာအလုံးချက်တင်းနေတဲ့အချိန်ခက်ခဲနေတဲ့အချိန်ဒီမှာတို့ချွေးနေကြလေတွေကိုထုတ်ပြီးတော့လှူတယ်ဆိုတော့ဒီပေါ်မှာဗျာကိုရီတောင်းမခံပြီးယူသွားပြီးဟိုမှာမလူဘူးဆိုဘာလို့တော့မှာလဲရေတွေဆိုလဲ ရွာတိုင်းရွာတိုင်းမှာအပုံလိုက်အော်လိုက်ကျွန်တော်တို့ဒါစားတော့ဆရာအချောက်ချမ်းနေဆိုလေနှစ်လစာလောက်တောင်ရှိပြီဆိုတော့ကျွန်တော်ပြောတာကတကယ်လိုအပ်တဲ့ကြလေးတွေလှူပါသူတို့တို့ကတကယ်လိုအပ်နေတာကဒီပတ်စံဒီဒါတကယ်လိုအပ်နေတာအိမ်နေပါဗျကျွန်တော်တို့တို့လူခဲ့တာကတော့ကျွန်တော်တို့ စကိုင်းမန္တလေးပေါ့နော်စကိုင်းကတော့ကျွန်တော်တို့အဲ့မိုးချပလီနားမှာရှိတဲ့ပလီပေါ့နော်အင်ဂျီဒါ900စာကျွန်တော်ဒီဘက်ကနေပြီးတော့မန္တလေးမှာတော့ကျွန်တော်တို့စိန်ပန်းရေ ကျွန်တော်တို့ဘုံအိုးရေပေါ့နော်ကျွန်တော်မန္တလေးကနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဆေးရုံပေါ့မန္တလေးဆေးရုံမန္တလေးဆေးရုံရေနောက်ပြီးတော့ကျွန်တော်တို့ဂရင်းနေပြီးတော့ကြတော့ဂရင်းတထောင်ဆေးရုံနောက်ပြီးတော့ကျွန်တော်တို့ပျော်ပွဲပျော်ပွဲကတော့ဒါချက်စပြားကြောင်တစ်ခုနဲ့ဒါကျွန်တော်တို့ ဖုံညုံတစ်ခုပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ပြင်မနာပြင်မနာတော့ထိခိုက်ဒဏ်ရာတဲ့လူတွေအကုန်လုံးမှာကျွန်တော်တို့အဆုံမြတ်ထိခိုက်ဒဏ်ရာတဲ့လူရောတေဆုံးသူတွေအားလုံးပေါ့နော်အကိုဘကစေတနာရှင်တွေလူသားတဲ့ဥစ္စာလေးနောက်ဆုံးကတော့ဒါတောင်ကူတောင်ကူပြီးတော့ဆင်းလာပြီးတော့ကျွန်တော်ရှိခဲ့နေဒီပါကူရတဲ့အလူအအဒီနေ့ဆိုတာရန်ကုန်ပြည်သူစေုံချင်မှာပါဗျအဖွားဆန်းလာတာဖွားလိုက်တာမလို့တော့ကိုမိသားစုကိုမကွဲတိုက်မပြနေတယ်လို့သူများကအဲ့လိုဖြစ်တော့အရန်ဝင်နေပြီးတော့လိုက်သွားတာကြည်ကျင်တော့ ။တက်နေတော့မကြုံဘူး80နဲ့3မိနစ်ရှိပြီ။အဲ့တော့ကြုံတော့ကိုကဝင်းနေတာပေါ့ဟိုကလေးတေးတယ်ဒီကလေးတေးတယ်။တော့တရားထိုင်တဲ့လူတွေတေးတယ်ဆိုတော့ပုံပြီးဝင်းနေတာပေါ့တမီးရဲ့။တော်တော်လေးကိုဒုက္ခရောက်တဲ့လူတွေကိုရမ်းပေးမှအိတ်တယ်။ဟိုတော့တင်းပြအောင်မှအိတ်တယ်။စိတ်မကောင်းပေါ့တမီးရဲ့။ရှင်ရသာရောတထေးရောတို့လူမျိုးမရွေးကလို့အိတ်နေကြတော့ကိုယ်စိတ်ကပုံမကောင်းဘူး။အူသားလေးတော့မနက်ကတော့ငါတော်တော်ဝင်းနေတယ်နော်တို့။ ကျွန်တော်တို့ဗျာတက်လူတဲ့တချို့တချို့တော့ရွာတွေမှာကျွန်တော်တို့မလူပဲတော့ပြန်လာပါတယ်။ဘာကြောင့်လဲဆိုတော့အများကြီးဗျာအလူတွေမှာပုံပလောနေတယ်။ဘာကြောင့်လဲဆိုတော့လူတွေက Facebook ပေါ်မှာ TikTok ပေါ်မှာတချို့စုရှက်တောင်ရှက်တယ်။ဘလို့ရှက်လဲဆိုတော့အလူခံနေဗျာ။အလူခံပြီးတော့ဟိုလဲရောက်ကိုအလူတွေကပုံပေါ်နေတယ်။မလုတ်ကြပါနဲ့လူတွေကဒီအချိန်မှာအလုံးချက်တင်းနေတဲ့အချိန်ခက်ခဲနေတဲ့အချိန်ဒီမှာသူတို့ချွေးနေကြလေးတွေကိုထုတ်ပြီးတော့လှူတယ်ဆိုတော့ ဒီပုံမှာဗျာကိုရီတောင်းဝင်ခံပြီးယူသွားပြီးဟိုမှာမလူဘူးဆိုဘာလို့တော့မှာလဲရေတွေဆိုလဲရွာတိုင်းရွာတိုင်းမှာအပုံလိုက်အော်လိုက်ကျွန်တော်တို့ဒါစားတော့ဆရာအချောက်ချမ်းနေဆိုလဲနှစ်လစာလောက်ဆောင်ရှိပြီဆိုတော့ကျွန်တော်ပြောတာကတကယ်လိုအပ်တဲ့ကြလေးတွေလှူပါသူတို့တို့ကတကယ်လိုအပ်နေတာကဒီပတ်စံကြီးဒါတကယ်လိုအပ်နေတာအိမ်နေပါဗျတချို့မဖြစ်ဘူးသူတို့သူတို့အိမ်နေဘာမှမဖြစ်ဘူးဒါပေမဲ့တကယ်ဖြစ်တဲ့လူကို တ်ကိုသူတို့ကပို့ပြီးတော့တိုးခွေပြီးယူတာလိုင်းပေါ်မှာတွေ့မှာပဲဗျာဟိုတချို့ရိုက်ပွဲတွေပါတော့ဖြစ်တယ်ဆိုတော့တအားရှက်ဖို့လဲကောင်းကျွန်တော်တို့မြန်မာလူမျိုးတွေကတအားဒရာထပ်တန်ပါတယ်ဗျာအလူတန်းရရောဆုံးကကဘာမှာမြန်မာပါပဲဗျာဒို့ပေမဲ့ဒီလူမျိုးအလူရှင်တွေစိတ်နှောက်ရှက်ဖြစ်အောင်လုပ်တဲ့လူတွေအတွက်ညောင်းနေတချို့အလူရှင်တွေဆိုလှူလို့မရတော့တာတွေတချို့ဆိုရင်ဗျာအဲ့နေရာကိုမလှူနေတော့တော့တကယ်ဒုက္ခရောက်တဲ့လူတွေတွေကြတော့နစ်နာတာပေါ့ဒါမှမလုပ်ကြပါနဲ့ ဒီချိန်မှာကအားလုံးစစ်စစ်လုံးလုံးနဲ့ဒါအားလုံးဒုဒုပေါင်းပတ်ဒါအားလုံးဝိုင်းဝန်းရမယ်အချိန်လေးတစ်ခုပါဗျကျွန်တော်ကတော့အဓိကကျွန်တော်ဆိုရင်ဗျဒီအခုအာဆယ်ရက်နေ့ကနေပြီးတော့လကုံဒီကျွန်တော်ပတ်စံစကောက်ပြီဒါအခုဒီအလူပရမဒါဘေးတင်တဲ့အလူကိုကျွန်တော်ကောက်ပြီးပြီအခုကတိဆောက်ရေးအလူတိဆောက်ရေးဆိုတော့ဗျာကျွန်တော်မေးမယ်မေးပုံစံနဲ့မေးဘလို့သွားပြီးအိမ်နေသွားဆောက်ပြီးမှမဟုတ်ဘူးဗျကျွန်တော်ကောက်လို့ရသမျှပတ်စံကိုကျွန်တော်ကစုပြီးတော့ လကုံဒီဘလောက်ရလဲအားလုံးရပြီတိတ်တရာလား200လား500လား1000လားအားလုံးရပြီဆိုကျွန်တော်ကစုံစမ်းမယ်ဥပမာပြတကယ်ဖြစ်တဲ့မျိုးတွေမှာစုံစမ်းမယ်ဘသူအိမ်မဆောင်နိုင်တော့လဲတချို့ကဘွားကြီးပြတ်သွားတာမိသားစုတွေတိတ်သွားတာအားကိုးစရာတွေမရှိတော့တာအဲ့တော့သူတို့အတွက်ကိုကျွန်တော်ကဒါတထောင်တန်ညာနေဒီအိမ်လေးတွေစောက်ပေးမလားဒီအိမ်လေးစောက်လိုက်လို့ဘလောက်ကျမလဲအဟုတ်ပြီကျွန်တော်တို့ကတော့တော့ဝက်ပေးမယ်ဗျာခင်ဗျားတို့တော့ဝက်ဒါရှာပြီးပါ အဲ့လိုလေးတွေပေါ့ကျွန်တော်တို့ရအောင်ဒါမတည်သွားပါမယ်လှူဒန်းသွားပါမယ်ဗျကြီးမားတဲ့ဖြစ်ဆိုးပါမယ်ဒါလေးကကြီးမားတဲ့ဖြစ်ဆိုးဆိုတော့တော်စိတ်မကောင်းစရာတည်းကြီးပဲမြင်ရတွေ့ရတယ်เนาะအိမ်မဲရာမဲမိဟိုမိသားစုတကွဲတရားဒီလိုဖြစ်သွားတဲ့လူတွေပဲပါအားလုံးပြည်သူလူထုတွေအားလုံးပြန်ပြီးသူတို့ဘဝလေးပြန်ပြီးကောင်းစားပါစေလို့ပဲဆုတောင်းတယ်အခုတွေ့ဆုံခဲ့ရတဲ့ငလင်ဘေးနဲ့ခံစားခဲ့ရတဲ့ဒါ ဒုက္ခရောက်တဲ့ကျွန်တော်ရဲ့ဆွေမျိုးသားချင်းကြီးကိုမောင်မားတွေကိုကျွန်တော်ပြောချင်တာတော့အာတင်းထားပါမနှက်ဖြန်ဆိုတာလူတိုင်းအတွက်အကောင်းတွေအတွက်ဖြစ်လာမှာပါဒီနေ့ဆိုပြီးအကောင်းတွေအများကြီးလာပါလိမ့်မယ်အာအဆိုးပြီးအကောင်းလာဆိုတဲ့အမြဲတိုင်းပါပဲဗျကျွန်တော်တို့အကောင်းတွေရှိတဲ့အတွက်အားလုံးပဲအာတင်းမှာရှေ့ဆက်ပါ အကောင်းဆုံးတွေကြိုးစားပြီးပါဗျကျွန်တော်တို့ရှိတဲ့လူတွေအတွက်အားလုံးကြိုးစားပြီးပါလို့မြတ်တရားရခံပါတယ်ဗျ